လူတော်တော်များများမှားယွင်းစွာသိနေတဲ့အသည့်တစ်ခုကိုအရင်ဆုံးပြပြပေးခြင်းပါတယ်။အဲ့ဒါကတော့ယာတီပေါ်နေတဲ့အချိန်မှလေးစစ်ဆန်ရင်ကလေးလုံးဝမရနိုင်ဘူးဆိုတဲ့အယူအဆပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာတော့ဘာကြောင့်အဲ့ဒီအယူအဆကမှားနေရတယ်ဆိုတာကိုရှင်းပြပေးပါမယ်နော်။ဗီဒီယိုလေးမစခင်မှာဒီလိုမျိုးကျမ်းမာရေးဗဟုသုတဗီဒီယိုလေးတွေကိုအမြဲကြည့်နိုင်ဖို့အတွက်ကျမတို့ channel လေးကို subscribe လေးလုပ်ပြီးဘေးကနိုတီဘဲလေးကိုပါနှိပ်ခဲ့ပေးပါအောင်နော်။ ဆုံနှွဲတဲ့တွေဟာကလေးလိုချင်တာပဲဖြစ်ဖြစ်မလိုချင်တာပဲဖြစ်ဖြစ်ကို့အမျိုးသမီးရဲ့ဓမ္မတာစုံဝန်းအကြောင်းကိုကောင်းကောင်းသိထားဖို့လိုပါတယ်။ဒါမှကလေးလိုချင်ရင်လေကလေးရနိုင်တဲ့ရက်တွေကိုသိနိုင်တယ်လို့ကလေးမလိုချင်တဲ့အခါမှာလည်းကလေးမရနိုင်တဲ့ရက်တွေကိုသိမှဖြစ်ပါတယ်။လူတို့တို့မြမရင်းစာတည်နေတဲ့အယူအဆတစ်ခုကတော့ယာတိပေါ်နေတဲ့အချိန် အတူနေရင်ကလေးလုံးဝမရနိုင်ဘူးဆိုတာပဲဖြစ်ပါတယ်။ကလေးလုံးဝမရနိုင်ဘူးဆိုတာကလေးရနိုင်ခြင်း၃ညရာခိုင်နှုန်းလို့ပြောလိုက်တာပဲဖြစ်ပါတယ်။ တကယ်တော့ရာသီလာနေတဲ့အချိန်အတူနေရင်ကိုဝင်ရနိုင်ခြင်းအတော်လေးနည်းတယ်ဆိုပေမဲ့တုံညရာခိုင်နှုန်းတော့မဟုတ်ပါဘူးနော်ကန်ဆိုပြီးရနိုင်ခြင်းနည်းနည်းတော့ရှိနေပါသေးတယ်။ရာသီလာချင်းမှာအတူနေရင်ကိုဝင်ရနိုင်ခြင်းနည်းနည်းရှိတယ်ဆိုတဲ့အကြောင်းလည်းဝပြောခင်မှာကိုဝင်ဘလို့ဖြစ်လာလဲဆိုတာလေးကိုအရင်ဆုံးပြပြပေးခြင်းပါတယ်။ကိုဝင်ရတယ်ဆိုတာအမျိုးသမီးရဲ့မျိုးဦးနဲ့အမျိုးသားဘက်ကတုတ်ကောင်တို့ပေါင်းဆက်ပြီးတရေသားဖြစ်တဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ အမျိုးသမီးတယောက်ဟာမျိုးဥကျွေးပြီဆိုရင်တရက်လောက်ပဲအသက်ရှင်တတ်ပါတယ်။အမျိုးသားရဲ့တုပ်ကောင်ကတော့ 3ရက်ကနေ9ရက်အထိကိုအသက်ရှင်တတ်ပါတယ်။ပုံမှန်ဓမ္မတာပေါ်တတ်တဲ့အမျိုးသမီးတယောက်ဟာ28ရက်မှာတချင်ရာသီပေါ်ပါတယ်။ရာသီစပေါ်တဲ့ရက်ကိုဒေးဝါလို့သတ်မှတ်လိုက်မယ်ဆိုရင်မြို့ဦးကျွေးမဲ့ရက်ဟာဒေး14ဝန်းကျင်လောက်မှာဖြစ်ပါမယ်။အဲ့ဒီရက်မှာအမျိုးသမီးရက်တအိမ်ထဲကို အမျိုးသားရက်တုတ်ကောင်ဝင်လာပဲ။ဒါမှမဟုတ်မြို့ဦးကျွေးတဲ့အချိန်မှာဝင်မိသားတုတ်ကောင်ကအသက်ရှင်နေသေးရင်တော့ကျင်းသေးကိုကိုယ်ရပါပြီရှင်။ ါကပုံမရသည့်ပေါ်တတဲ့အမျိုးသမီးတယောက်အတွက်တော့မှန်ပါတယ်။တချို့က35ရက်မှတစ်ချိန်ပေါ်တယ်လို့တချို့ကြတော့21ရက်တစ်ချိန်ရသည့်ပေါ်တတ်ပါတယ်။အဲ့ဒီအမျိုးသမီးတွေမှာဆိုရင်တော့မျိုးဥွေမရက်ကို day 1ကနေစပြီးတော့တွက်လို့မရတော့ပါဘူး။ day 35 day 21ကနေရှစ်ကို14ရက်ပြန်ဆိုပြီးတော့တွက်ရပါတယ်35ရက်တချင်ရသည်ပေါ်မဲ့အမျိုးသမီးဆိုရင်ရှစ်ကို14ရက်ပြန်ဆိုရင် day 21ဝန်းကျင်လောက်မှာမျိုးဥကျပါမယ် 21ရက်တချင်ရာသီပေါ်မဲ့အမျိုးသမီးဆိုရင်တော့ရှေ့ကို14ရက်ပြန်ဆိုရင် day 7လောက်မှမျိုးဥကျွေးပါမယ်။ဒီတော့အဲ့ဒီရက်တွေမှာအမျိုးသားရဲ့တုတ်ကောင်နဲ့တွေ့လို့ကတော့ကိုယ်ဝန်ရသွားနိုင်ပါတယ်ရှင်။အချို့ကြတော့ရာသီဆက်ဝန်းကပုံမှန်မဖြစ်ပါဘူး။လာခြင်းနဲ့အချိန်လာပါတယ်။အဲ့လိုအမျိုးသမီးဆိုရင်တော့ကိုယ်ဝန်ရနိုင်ခြင်းကတော်တော်လေးကိုများတာမို့လို့နေ့ရက်တိုင်းကစိတ်မချရပါဘူး။ရာသီကလာချိန်နဲ့အချိန်လာတယ်ဆိုတာမြို့ဦးကလည်းကြွေချိန်နဲ့ချိန်ကြွေတယ်လို့အဓိပ္ပာယ်ရလို့ပါပဲ အရင်ဆုံးပြောချင်တာကတော့ဓာတိပေါ်ရင်သွေးဆင်းတယ်လို့မြို့ဥကျွေတဲ့အခါမှာလည်းသွေးလေးနဲ့ဆင်းတတ်ပါတယ်မြို့ဥကျွေလို့သွေးဆင်းတာကိုဓာတိပေါ်လို့သွေးဆင်းတဲ့ထင်ပြီးအကာအကွယ်မသုံးမဲ့အတူနေလိုက်ရင်တော့တခါတည်းနဲ့ကိုဝန်ရသွားမှာပါရာသီတကယ်ပေါ်တဲ့အချိန်မှာလဲကိုဝင်ရနိုင်ပါသေးတယ်။ရာသီပေါ်နေတဲ့အချိန်မှာမြို့မကျွေပေမဲ့ရာသီပေါ်တာရက်သွားတဲ့အချိန်ကစပြီးဘယ်ရက်မှမဆိုမြို့ကျွေနိုင်လို့ပါပဲ။ပြောချင်တာကတော့ဖြစ်နိုင်ချေနေတယ်ဆိုပေမဲ့လုံးဝမဖြစ်နိုင်ဘူးလို့ပြောနေကြတာတော့မှားပါတယ်ရှင်။ ဒါကြောင့်တခုနဲ့ပြောရရင်တော့အမျိုးသမီးတစ်ယောက်ယာတီလာနေတဲ့အချိန်မှာအတူနေရင်လေကိုဝန်ရနိုင်ခြေကနည်းနည်းရှိပါတယ်ကိုမရအောင်ရလေကတဆစ်ကူးဆက်တဲ့ယောဂတွေကိုပါကာကွယ်ဖို့အတွက်ယာတီပေါ်တဲ့အချိန်မှာလေဆက်ဆံရင်တော့အကာအကွယ်ကုန်တော့ကိုတော့သုံးစီခြင်းပါတယ်လက်ထပ်ပြီးသားစုံတွဲတွေဆိုရင်တော့ရေရှည်သားဆက်ချတဲ့နီလန်းတွေဖြစ်တဲ့ဆေးတောက်တာဆေးထိုးတာလက်မောင်းနဲ့ပိုက်ထည့်တာမျိုးတွေကိုသုံးသင့်တယ်လို့အကြံလေးပေးပြရစီရှင် အခုလောက်ဆိုရင်တော့ရာသီပေါ်တဲ့အချိန်မှာအတူနေရင်ဘာလို့ကိုယ်ဝန်ရနိုင်ခြင်းရှိလဲဆိုတာကိုသိသွားကြပြီလို့ထင်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးကျန်းမာရေးဗဟုသုတတွေဒီဗီဒီယိုလေးကိုကြည့်ပြီးကျန်းမာရေးဗဟုသုတတွေလည်းရပ်သွားမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းဒီလိုဗီဒီယိုလေးတွေကိုထပ်ပြီးတော့တင်ဆက်ပေးဦးမှာမလို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်။အားလုံးနေကောင်းကျန်းမာကြပါစေလို့ဆုတောင်းရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်။